ငရင်ဘေးဒဏ်တင်ပြည်သူများအတွက်ပြည်ရင်းပြည်ပစေတနာရှင်ပြည်သူများကအလှူငွေနဲ့အလှူပစ္စည်းများလှူဒန်းနိုင်ရင်အတိပေးကြညာခြင်း၂025ခုနှစ်မတ်လ28ရက်နေ့မှာမြန်မာနိုင်ငံပြည်တွင်မန္တလေးမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားဖြင့်ငရင်ဘေးဒဏ်တင်ပြည်သူများအတွက်ပြည်ရင်းပြည်ပစေတနာရှင်ပြည်သူများအနေဖြင့်အလှူငွေနဲ့အလှူပစ္စည်းများပါဝင်လှူဒန်းနိုင်ပါတယ်။ အလုံငွေများကို မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့်လှူဒန်းလိုပါက KBZ Pay, CB Pay, AYA Pay, OK Dollar, ဝေမန်းနီတို့ရဲ့ QR ကုဒ်များကိုစကန်ဖတ်၍လကောင်းကေဗီဇာပေးကျူအာကုတ်နံပါတ်0391 94 3931ကို၎င်း ဝေမန်းနေဖြင့်လှူဒန်းလိုပါကဖုန်းနံပါတ်399 3931 942နဲ့399 3931 943တို့ကိုတိုက်ရိုက်ပေးသွင်းရေလကလှူဒန်းခြင်းများဆောင်ရွက်နိုင်ပါတယ်။ဗန်များမှလှူဒန်းလိုပါကမြန်မာကျပ်ငွေကိုမြန်မာစည်းဝါးရေးဗန်နေပြည်တော်မှာငွေစင်အမှန် OA 3911ကိုဖွင့်လှစ်ထားရှိပြီးနိုင်ငံခြားငွေဖြင့်လှူဒန်းလိုပါကမြန်မာနိုင်ငံခြားကုန်သွယ်မှုဗန်ရန်ကုန်မြို့မှာငွေစင်အမှန် 3911 3986963ကိုဖွင့်လှစ်ထားပါတယ်။ဒါအပြင်နိုင်ငံသားငွေဖြင့်လူတန်းလူသူများဟာမြမစီးပွားရေးဘဏ်နေပြည်တော်မှာဖွင့်လှစ်ထားတဲ့နိုင်ငံသားငွေစင်ရင်အမှန် EDN 600018ကိုလည်းလူတန်းနိုင်ပါတယ်။အလူငွေနဲ့အလူပစ္စည်းများလှူဒန်းလူသူများအနေဖြင့်နေပြည်တော်မှာဘေးရန်တွေဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါ်လက်လက်အေဖုန်း3969 3939539939 3939214694ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဝင်းရွှေဖုန်း3963439438 3939214694ညွှန်ကြားရေးမှူးဒေါ်ဖြူဖြူဝင်ဖုန်း3963339436 3939548444တို့ကို၎င်း ရန်ကုန်မြို့မှာဗရက်ရဲဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရန်ကုန်တိုင်းဒေသကြီးဦးစီးမှုရုံညွှန်ကြားရေးမှူးဦးတန်စိုးဖုန်း399 2939 1385ဒုတိယညွှန်ကြားရေးမှူးဒေါ်တန်တန်ဝင်းဖုန်း399 423 9433တို့ကို၎င်းမန္တလေးမြို့မှာဗရက်ရဲဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမန္တလေးတိုင်းဒေသကြီးဦးစီးမှုရုံညွှန်ကြားရေးမှူးဦးအေးမင်းတို့ ဖုန်း3ညကို6နှစ်3ည9ည88နှစ်ခွန်ဒုတိယညွန်ကြားရမှုဒေါ်တသက်အေးဖုန်း3ညကို6ည3ည9ည2ည56တို့ကို၎င်းလှူဒန်းနိုင်ပါတယ်အလူပစ္စည်းများကိုသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များကို၎င်းရုံးဝတ်မှတ်23လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လဲနေရာချထားရေးဝန်ကြီးဌာနနေပြည်တော် ဗဟုတူလောင်ယုံရှန်ကုန်မြို့ဘရက်နေဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအမှတ်3ရပ်ွက်ကြိုင်ဝိုင်းဖျားလန်းရှန်ကုန်မြို့ဗဟုတူလောင်ယုံမန္တလေးမြို့ဘရက်နေဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန65လမ်း34လမ်းနဲ့35လမ်းကြားပြည်ကြီးမျက်ရှင်ရပ်ွက်ချမ်းရည်သာဆန်မြို့နယ်မန္တလေးမြို့တို့ကိုဆက်သွယ်လှူဒန်းနိုင်မှာကြောင်းအမျိုးသားတဘာဝဘရက်နေဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှတည်င်းထုတ်ပြန်ထားပါရဲ့ရှင်